အယက်မူသမားတွေကအမျိုးသမီးတယောက်ကကောင်မလေးကိုခေါ်လာတာတွေ့လိုက်တဲ့အယက်သမားလေးယောက်ဟာရုတ်တရက်အကြံတစ်ခုရလာခဲ့ပါတယ်။ညနေပိုင်းလူကြီးတိတ်ဆိတ်ချိန်ကိုခွင့်ကောင်းယူပြီးအမျိုးသမီးရဲ့လှပတဲ့စပင်ကိုရဲတင်းစွာနှမ်းရှိုက်ကြတယ်။အမျိုးသမီးကပြင်းပြင်းထန်ထန်ခုခံတာမျိုးမလုပ်တော့ဘဲကြံရှိနေတဲ့အင်အားတွေနဲ့အရွယ်မရောက်သေးတဲ့သမီးဖြစ်သူကိုရင်ခွင်ထဲမှာမြင်းမြဲဖတ်ထားခဲ့ပါတယ်။ဒါပေမဲ့သူသမီးကိုခေါ်ပြီးတော့ထွက်ပြေးနေတော့မှာပဲစိတ်မမှန်တဲ့လူအုပ်စုကအတင်းအာဓမခွဲလိုက်ကြပြီးအဲ့ဒီအမျိုးသမီးကိုခဏတာတတိလင်းနေတော့မှာ သူတို့ကအနောက်ဘက်ကကိုရောင်အခန်းကိုခြေတောင်းထဲကံပြီးဖွင့်လိုက်ကြတယ်။ပြီးတော့သူတို့သားအမီကိုအခန်းထဲကိုရွှေ့လိုက်ကြတယ်။ဒါပေမဲ့သူတို့အမျိုးသမီးကိုမတရားပြုကျင့်တော့မယ့်အချိန်မှာကလေးမလေးကအခွင့်ကောင်းယူပြီးတော့အတွင်းထဲရှုံဝင်သွားတယ်။သူတို့ကဖမ်းလို့မမိဘူးဆိုတာသိလိုက်ရတယ်။ဒါကြောင့်သူတို့ကလွတ်ပေးလိုက်ဖို့ပဲရွေးချယ်လိုက်တယ်။ဒါပေမဲ့ဒီလိုမျိုးအရေးမပါတဲ့ဆုံးဖြတ်ချက်တခုကပဲလူတိုင်းကိုစိတ်ကူးလို့မရလာအောင်ဆိုရတဲ့အကျိုးဆက်တွေကိုဖြစ်စေခဲ့ပါတယ်။ဒီအကြံဖတ်သူတွေစိတ်ကျဉ်နေပြီးထွက်သွားတဲ့အခါမှာဒါကလေးမလေးက သူရဲ့အချစ်ဆုံးအမေနာကိုတွားတွားဖို့အတွက်တတိရှိလာခဲ့ပါတယ်။ဒီလိုမှသာအသက်ရှင်ကျန်ခဲ့တဲ့သူဟာအနိုင်ကျင့်ခံလိုက်ရတဲ့သူရဲ့အမေအတွက်လက်စားချနိုင်မှာဖြစ်ပါတယ်။သူကမေမျောနေတဲ့အမေကိုညှဉ်းတာစွာနှစ်သိမ့်လိုက်ပြီးတော့လမ်းမေးကိုပြေးသွားခဲ့ပါတယ်။သူရဲ့တင်းငယ်တဲ့ကိုလေးနဲ့လမ်းမော်ကားကားတွေကိုရက်တန်းအောင်ချူစားခဲ့ပါတယ်။သူရဲ့အပြင်းထန်ဒဏ်ရာရထားတဲ့အမေကိုကယ်တင်နိုင်ဖို့မျှော်လင့်ချက်လေးတစ်ခုအတွက်ပေါ့။ကံကောင်းစွာနဲ့ပဲလမ်းမော်ဖြတ်သွားတဲ့ကားတစ်စီးကကလေးမလေးကိုတတိထားမိလိုက်တယ်။ ကာဘော့ကာဆင်းလာတဲ့အမျိုးသားနှစ်ယောက်ကကံအားလျော်စွာပဲရဲရီဖြစ်နေခဲ့ပါတယ်။ထို့အပြင်ကလေးမလေးကမထင်မှတ်ထားတာကတော့သူ့အရှိကရဲအရာရှိကထူးချွန်တဲ့စနိုက်ပါသမားတစ်ယောက်ဖြစ်နေခဲ့တာပါ။သူ့လက်ထဲမှာကြားရောက်လာတဲ့ရာဇဝတ်သားတွေဟာတသက်တကြွန်ဒါမှမဟုတ်တည်တံချမှတ်ခံရနိုင်နေ။ဆွဲထက်တနက်နေ့အခင်းဖြစ်ပွားတဲ့နေရာကိုရောက်လာတဲ့အခါမှာတီကန်နီဖြစ်နေတဲ့ဒီမျိုးသမီးဟာသူကြိုက်နေတာကြာပြီဖြစ်တဲ့ချောဆူဖြစ်နေတာကိုတွေ့လိုက်ရတယ်။သူတို့နှစ်ယောက်ကအရက်ပါတကူမှတွေ့ဆုံခဲ့ကြတာဖြစ်ပြီး သူတို့နှစ်ယောက်လုံးကကိုယ့်ရဲ့လက်တွဲဘောကိုဆုံးရှုံးခဲ့ကြတာကိုသိခဲ့ကြတယ်။ဒါကြောင့်တယောက်နဲ့တယောက်သဘောကျပြီးအဆက်အသွယ်လုပ်ဖို့ဖုန်းနံပါတ်တွေဖလှယ်ခဲ့ကြတယ်။ဆက်ဆံရေးကိုပုံမနှံ့ဆိုင်အောင်မလုပ်ရသေးခင်မှာပဲချော်စုဟာလူလေးယောက်ရဲ့အကြံဖတ်မှုခံခဲ့ရတယ်။ဒါပေမဲ့ကံကောင်းတာကတော့အဲ့ဒီလူဆိုးတွေဟာသူတို့ရဲ့မှတ်ပုံတင်ကိုအဲ့ဒီနေရာမှာမချန်ခဲ့တာကလွယ်ရင်ကျန်တဲ့တက်တဲ့အထောက်ထားအကုန်လုံးကိုဒီမှာချန်ထားခဲ့ကြတယ်။အဲ့ဒီထဲမှာလက်ပွေရာတွေနဲ့အရေပြားတ िश ူစာတွေပါပါတယ်။ နောက်ပြီးကလေးမလေးကမျက်မြင်တက်တေးဖြစ်နေတဲ့အတွက်ဂျယ်ရီဟာအနီးနားကတန်တရားရှိသူတွေကိုစတင်ဖမ်းဆီးခဲ့ပါတယ်။သူတို့ဘလောက်များများရှိပါစေဘလောက်ပဲဩဇာကြီးကြပါစေရဲကိုမြင်နာနဲ့ထွက်ပြေးခဲ့တဲ့သူတွေနဲ့အာရမပြူကျင်မှုပြင်းမှုမှတ်တမ်းဟောင်းရှိတဲ့သူတွေအားလုံးကိုဇွဲထက်ရဲ့အဖမ်းဆီးခံရမယ့်စီရင်တွေကိုထည့်လိုက်ကြတယ်။တကယ်လို့တစုံတယောက်ကခုခံခဲ့ရင်တော့အကျိုးဆက်ကအတော်လေးဆိုးရွားမှာဖြစ်ပါတယ်။ညတညတာတောင်အချိန်မကုန်လိုက်ရပါဘူး။ ဒါပေမဲ့ကလေးမလေးရဲ့ထောက်ပြမှုကြောင့်ဆွဲထက်ကတကယ်တရခံလေးယောက်ကိုခနာလေးတွင်းရှာဖွေတွေ့ရှိခဲ့ပါလေ။ဒါပေမဲ့လူတိုင်းမထင်မှတ်ထားတာကတော့တရားရုံးမတက်ခင်တရက်အလိုမှာရာဇဝဲသားတွေရဲ့အမိကမျိုးရဲကအချင်းပြတ်ချစားဆုံးရှိနေကိုခေါ်ယူခဲ့ခြင်းပဲဖြစ်ပါလေ။ခန္ဓာပိရပညာရှင်ကချောဆူရဲ့ခန္ဓာကိုယ်အတွင်းကြံရှိနေတဲ့ DNA ကိုဖော်ထုတ်နိုင်ခဲ့ပြီး ပြင်းမှုကျွလွန်ရာနေရာမှာလက်ပွေရာတွေနဲ့အထောက်ထားတွေအများကြီးကြံခဲ့ပေမဲ့လေရှေ့နေကတော့ပတ်စံရှိရင်ဘလို့အမှုကုန်မစိုးအဖြူကိုအမဲအမဲကိုအဖြူဖျင်းအောင်လုံနိုင်တယ်လို့ဆိုခဲ့ပါတယ်။ဒါကြောင့်တရားခံရဲ့မိဘတွေဟာအင်္ဂါပိုင်ဆိုင်သမျှအားလုံးကိုရောင်းပြီးတော့တရားဥပဒေအကူအညီအတွက်အမေရိကန်ဒေါ်လာ3သိန်းတန်ဖိုးရှိတဲ့ဈေးကြီးတဲ့ရှေ့နေကကိုရအောင်စုဆောင်ခဲ့ကြပါတယ်။တရားဆွဲဆိုရတဲ့နေမှာတော့တရားရုံရှိမှနမဲကျော်မီဒီယာသတင်းတောက်တွေအများကြီးစုဝေးနေခဲ့ကြတယ်။သူတို့သာအမှုရှုံခဲ့ရင်တနိုင်ငံလုံးက လူတွေရဲ့ယွန်ရှာမုံတီမှုကိုခံရမှာတည်ကြတယ်။ဒါပေမဲ့ဒီလူဆိုးလေးယောက်ကတော့ကြောက်ရွံ့ခြင်းမရှိအောင်သားမကသူတို့တရားရုံးကိုရောက်လာတဲ့အခါမှာတော့မှချော်စုကိုမမတ်ရရင်စကံလုံးတွေနဲ့စားနောက်နေခဲ့ကြတယ်။ဒီတပ်ပို့ဆိုတာကတော့ရှင်းနေဖြစ်တဲ့သပင်ပြူလူကြီးတရားရုံးထဲဝင်လာတဲ့အခါမျှတာတဲ့တရားသူကြီးလိုထင်ရတဲ့လူကအဲဒီလူကိုနှုတ်ဆက်နေခဲ့တာကိုတွေ့ရတယ်။ဒီနေရာမှာပဲဒီအမှုရဲ့ရလာကကြိုတင်ဆုံးဖြတ်ပြီးသားဖြစ်နေပုံပဲ။အဲဒီနောက်မှာတော့သပင်ပြူရှင်းနေရဲ့လှည့်ပြားတဲ့စကားတွေက လူတိုင်းရဲ့ကိုကျင့်တရားဆိုင်ရာအမြင်တွေကိုလုံးဝပြသသွားစီခဲ့ပါတယ်။သူကချော်စုဟာတရားခံလျောက်နဲ့ကိုရိုင်းဆန္ဒလျောက်ဆက်ဆံခဲ့တာဖြစ်ပြီးနောက်ဆုံးမှာဇီနုံကိုသဘောမတူလို့သူတို့ကြားမှာခန္ဓာကိုယ်ထိတွေ့မှုပရိပခါတွေဖြစ်ခဲ့တာလို့ပြောခဲ့တယ်။တက်တဲ့ဖြစ်တဲ့ကလေးမလေးနဲ့ပတ်သက်ပြီးတော့သပြင်ဖြူရှင်တွေကအဲ့ဒါဟာဘာမှရည်တွယ်လို့မရဘူးလို့ဆိုပါတယ်။ဘာလို့လဲဆိုတော့တမီကသူ့မိဘကနေရက်တီးပြီးပြောပေးမှတည်ကြလို့ပါတယ်။ နောက်ဆုံးမှာသပင်ပြူရှိနေရဲ့ဦးဆောင်မှုအောင်မှာအပြင်းမဲတဲ့တားကောင်ချောစုဟာလူရိုင်းရဲ့ယွန်ရှာမှုတီမှုကိုခံနေရတဲ့ပြည်ထစာတရားဖြစ်သူပြောင်းလဲသွားခဲ့ပါတယ်။ဒီလိုအိဗယ်မရှိတဲ့ရာလတ်ကြောင့်ချောစုဟာမခံမရနိုင်တော့ပဲသူ့ရဲ့စိတ်ခံစားချက်တွေလုံးဝပေါက်ကွဲသွားခဲ့တယ်။သူဟာတရားရုံးကျမ်းပြပေါ်မှာထိုင်ပြီးတော့ကလေးတယောက်လိုအော်ဟင်းကိုကြွေခဲ့ပါတယ်။ဒါပေမဲ့တကယ်တမ်းလူဆိုဖြစ်တဲ့လေယောက်ကတော့အပြစ်ကင်းတယ်လို့ကြီးညာခံလိုက်ရပြီးလွတ်မြောက်သွားခဲ့ကြတယ်။ဒါပေမဲ့ချောစုကတော့သူ့ရဲ့ရင်ထဲကဝန်းနေမှုတွေကိုထပ်မံထိန်းထားနိုင်ခြင်းမရှိတော့ပါဘူး။ ဒါကြောင့်ပဲသူဟာမိသားစုတွေအိပ်ပျော်နေတဲ့အချိန်မှာတယောက်တည်းအေးဆက်နေတဲ့မြေပြေကိုရောက်လာခဲ့ပါတယ်။ဒီရဲ့နောက်မှာသူဟာသူ့ရဲ့လက်တွေကိုပုပ်ပွင့်လင်းလင်းဆန့်တန်းလိုက်ပါတယ်။ဒါပေမဲ့အမှုတာဝန်ခံရဲအရာရှိကသူ့ကိုဖမ်းဆုပ်လိုက်ပါတယ်။ဒီမိန်ကလေးမမျှော်လင့်ထားတာကတော့ရဲအရာရှိဟာသူ့အရှိမာသူဟာတရားခံအားလုံးကိုအနာကျင်ဆုံးပေးဆက်စီရမယ်။သူရဲ့လက်စားချေမှုနီလန်ကသူ့ကိုအပြေအဝါစိတ်ကျဉ်နှံ့မှုပေးနိုင်မှာပါလို့ကြိမ်ဆိုလိုက်တာပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဒီမိန်ကလေးကသူ့အချင်းကြာကြီးကြိုက်နေခဲ့ရတဲ့ချစ်ရသူဖြစ်နေလို့ပါ။ ချော်စုကိုအကြမ်းဖက်ကျူးလွန်တဲ့တရားခဏ်၄ရောက်ရှိတာကြောင့်ဇွဲထက်ကချော်စုအင်ကိုပြန်ပို့တဲ့အခါတရားခဏ်တွေလာပြီးတော့ပြဿနာရှာတာကိုကာကွယ်နိုင်ဖို့သူ့ရဲ့ဖုန်းနံပါတ်ကိုချော်စုရဲ့တမိကိုပေးခဲ့ပါတယ်။ဒါပေမဲ့ KT ထွက်သွားပြီးမကြခင်မှာပဲမိန်းကလေးကအင်ကားကြောင်လေးထူးထူးဆန်းဆန်းပျောက်ဆုံးနေတာကိုတွေ့ရှိခဲ့ပါတယ်။ထို့နောက်တကားအပြင်ဘက်မှာထူးခြားတဲ့အတန်တွေကြားလိုက်ရတယ်။သူကဖွင့်ကြည့်လိုက်တဲ့အခါသူချစ်ရတဲ့ကြောင်လေးဟာအင်တကားမှာကျိုးနေဆွဲပြီးတော့တက်ဖြတ်ခံထားရတာကိုတွေ့လိုက်ရတယ်။ဒါကအမေကိုကျူးလွန်ခဲ့တဲ့လူဆိုတယောက်ကတမင်တကာအင်ကိုရောက်လာတာဖြစ်ပါတယ်။ ဒီလိုလောက်တာရဲ့ရည်ရွယ်ချက်ကတော့ကလေးမလေးကိုဇွဲထမ်းတဲ့ဆက်သွယ်လို့မရအောင်ချိန်ချောက်ဖို့ပဲဖြစ်ပါလေ။သူ့ရဲ့လောရက်တွေကသူ့လိုချင်တဲ့ရလတ်ကိုမရရှိစေပဲသူ့ရဲ့တည်ဆုံမှုအချိန်ကိုပို့ပြီးတော့မြန်ဆန်စီမှာဖြစ်ပါလေ။ဘာလို့လဲဆိုတော့ဇွဲထက်ကလူစိုးကိုတတိမမူပဲတွေ့လိုက်ရပြီးတော့ကလေးမလေးစီကအကူအညီတောင်းတဲ့ဖုန်းကိုလက်ခံရရှိခဲ့လို့ပါ။ချောစုရဲ့အိမ်တကားမှာကြောင်တေကိုမြင်လိုက်ရတဲ့အခါဇွဲထက်ကတော့သူ့ရဲ့ထောသားတွေကိုထိန်းချုပ်ထားနိုင်ခြင်းမရှိတော့ပါဘူး။သူကလူစိုးတွေထွက်ပြေးသွားတဲ့လမ်းကိုချက်ချင်းလိုက်သွားခဲ့ပါလေ ်ခေါင်းကိုတစ်ချက်ထဲနဲ့အစိမ့်စိမ့်မမွားဖြစ်သွားအောင်လို့ပြတ်တက်ဖို့ပဲဖြစ်ပါလေလူဆိုရဲ့အုံတော့မတုပ်ပြန်နိုင်မီမှာဇွဲတက်ကသူ့ကိုငရဲကိုပို့ဆောင်လိုက်ပါပြီလူတွေကအခြေအနေလာကြည့်ကြတဲ့အခါမှာလူသက်သမားဇွဲတက်ကတော့လုံးဝမထိတ်လန့်ခဲ့ပါဘူးဘာလို့လဲဆိုတော့သူ့မှာနောက်ဆုံးဖိုးတန်ကလေးတစ်ခုကိုချန်ရှိနေလို့ပါနောက်ဆုံးကြငါကရေပဲဒါပေမဲ့ဒီတနက်တစ်ချက်ကပဲဇွဲထက်အတွက်ကြီးမားတဲ့ပြဿနာနှစ်ခုကိုခေါ်ဆောင်လာခဲ့ပါလေမကြာခင်မှာပဲကြံတဲ့လူဆို၃ယောက်ကသူတို့ရဲ့အပေါင်းအသင်းတည်ဆုံသွားကြောင်းသိလိုက်ရတဲ့အခါ ချက်ချင်းပဲသူတို့ငွေအများကြီးပေးပြီးခေါ်လာတယ်ရှေ့နေကိုရှာခဲ့ကြတယ်သူတို့အားလုံးဇွဲတက်ကိုဘလို့ရင်ဆိုင်ရမလဲဆိုတော့ဆွေးနွေးဖို့အတွက်ပြင်ဆင်နေခဲ့ကြတယ်ပိုဆိုးတာကတော့ဇွဲတက်ကရဲရီရဲစစ်စီမင်းမြန်ချင်းကိုခံခဲ့ရပါတယ်သူတို့ကဇွဲတက်ကိုတမင်တကာလူတက်မှုကျူးလွန်ခဲ့တယ်လို့တန်တရားရှိခဲ့ကြပါတယ်ဒါပေမဲ့ဘသူမှမမျှော်လင့်ထားတာကတော့ဇွဲတက်ဟာအဲဒီညကဓာတ်ကြိုင်မီဓားတိုက်နေတဲ့လူတယောက်ကိုတွေးခဲ့တယ်လို့ပြောခဲ့ပါတယ်သူကတားဆီးဖို့စူးစမ်းခဲ့ပေမဲ့ တရားခံကဒါနဲ့အပြင်းထန်ထိုးဖို့ကြိုးစားခဲ့လို့နောက်ဆုံးမှာသူဟာကိုကုကုကာခွဲဖို့ပဲရွေးချယ်နိုင်တော့တယ်လို့ဆိုပါတယ်ညီကိုမင်းပြောတာအရင်အကျိုးကြောင့်တင်တာပဲအဲ့ဒါကိုငါတို့အပြစ်ရှာလို့မရဘူးဒါပေမဲ့ဇွဲထက်ကတန်တရားကနေလွမြောက်သွားတဲ့အခါပထမဆုံးအနေနဲ့နီအဂါရာရေတကွန်စီကိုရောက်လာခဲ့ပါတယ်သူမှရှိတဲ့ဒီအခြေအနေကိုအသုံးချပြီးတော့အပြစ်ကင်းတဲ့လက်စားချေမှုနီလန်ကိုဖန်တီးဖို့ရည်ရွယ်ခဲ့တာပါ ဒီဒီချိန်မှာတော့ကိုကိုကိုကဲတင်နိုင်ုံသားမကတားကောင်ဖြစ်သူချောဆူရဲ့ဂုံတိတ်ခါကိုလည်းပြန်လဲရယူပေးနိုင်မှာဖြစ်ပါတယ်။အဲဒီညမှာပဲဆွဲထက်ဟာရှင်းနေရဲ့လက်ထောက်အဖြစ်ဟန်ဆောင်ပြီးအပြစ်ကင်းအောင်လုံနိုင်တဲ့နီလန်ကိုရှာတွေ့ပြီလို့ဆိုကကြံလူစိုးနှစ်ယောက်ကိုဆက်သွယ်ခဲ့ပါတယ်။ညီကိုနှစ်ယောက်ကလည်းအပြစ်ရှောင်နိုင်ပြီဆိုတာသိလိုက်ရတဲ့အခါသဘောတူထားတဲ့နေရာကိုအလင်းစလိုသွားခဲ့ကြတယ်။ဒါပေမဲ့သူတို့ကဝိုးအကြီးကျယ်ရွာနေတဲ့ကြားကရေတံခွန်ကိုရောက်လာတဲ့အခါရှင်းနေရဲ့လက်ထောက်ကိုမတွေ့ရဘူး။ ဒါပေမဲ့ဒီအချိန်မှာဒီလူယုံမာကအခြေအနေရဲ့ပြင်ထန်မှုကိုတတိပြုသွားခဲ့ပါတယ်။ဒါပေမဲ့အားလုံးကနောက်ကျနေပါပြီ။မိုးတဲထန်စွာရာသွန်းနေတဲ့အချိန်မှာလုံးကြံရခြင်းရဲ့ဇွဲထက်ရဲ့ရွေချက်ကတော့မိုးရီနဲ့အစားအနအားလုံးကိုဖျက်ဆီးဖို့ပါပဲ။ဒီလူယုံမာရဲ့မိသားစုကရဲကိုခေါ်တဲ့အခါရဲကတော့ဒီညီကိုနှစ်ယောက်ကိုပြစ်မှုမလုပ်မီထွက်ပြေးတယ်လို့သတ်မှတ်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဇွဲထက်ကသူတို့နှစ်ယောက်ရဲ့ကားထဲမှာကဘာမိပုံတစ်ချက်ကိုတမင်တကာထားခဲ့ပြီးမြေပုံပေါ်မှာကနေဒါအစိတ်ပိုင်းကပျောက်ဆုံးနေပါတယ်။ ပြီးတော့ဒီနေရာကနေဆန်နာမရှိနေလို့ရဲကသူတို့နှစ်ယောက်ကိုထွက်ပြေးတယ်လို့သတ်မှတ်ခဲ့ပါတယ်ဒါပေမဲ့ဒီမပြေစုံတဲ့မြေပုံကြောင့်ပဲတားကောင်ဖြစ်တဲ့ချောစုရဲ့ဂုံတိတ်ခါကိုတဏီယာဖြစ်ပြန်လဲရရှိခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူတို့လေးယောက်ဟာချောစုကိုရိုက်နှက်ပြီးနောက်လူမဆန်တဲ့ရှေ့နေတူကိုဈေးကြီးပေးငှားရမ်းခဲ့ပြီးတော့အတင်းအကျပ်ပြူကျင်တာကိုသဘောတူညီပြီးလောက်ခဲ့တဲ့ဆက်ဆံရေးအဖြစ်ပြောင်းလဲပြဖို့လုပ်ခဲ့တာပဲ။ဒါကြောင့်ဒီညီကိုနှစ်ယောက်ရဲ့ထွက်ပြေးခြင်းဟာချောစုကိုအကြံဖြတ်ပြူကျင်ခဲ့တဲ့ဆိုတဲ့အချက်ကိုဝန်ခံလိုက်တာနဲ့သွားတူနေပါတယ်။ ဒါပေမဲ့ချော်စုပျော်ရွှင်နေစဉ်မှာကြံရှိနေတဲ့နောက်ဆုံးကြံတဲ့လူယုံမှာကသူ့ကိုတတိမထားမိခင်မှာပဲသူ့ရဲ့တမီးကိုတရားရုံမှာသူဟာအဲ့ဒီညာတုန်းကသူ့ရဲ့အမေကိုအကြမ်းဖက်ပြုခြင်းနဲ့အထဲမှာမပါဝင်ခဲ့ဘူးလို့တရားသူကြီးကိုတသက်ထွက်ဆိုဖို့ချိန်ချောက်ခဲ့ပါတယ်။ဒီလိုမှမဟုတ်ရင်သူတို့သားမီးနှစ်ယောက်ကိုဓာတ်နဲ့အပိုင်ပိုင်ပိုင်ပြစ်မယ်လို့ချိန်ချောက်ခဲ့ပါတယ်။ဒါပေမဲ့ဒီလူယုံမာကသူ့အိမ်ထဲဝင်လိုက်တာနဲ့ဇွဲထက်ကတနက်နေ့ခေါင်းကိုချိန်လိုက်ပြီးတော့စောင့်နေလိမ့်မယ်လို့လုံးဝမထင်ခဲ့ပါဘူး။ပြီးတဲ့နောက်မှာသူ့ကိုနောင်နာရအကြောင်းစာတစ်စောင်ရေးခိုင်းခဲ့ပါတယ်။ ဒီလိုနဲ့နောက်ဆုံးပြစ်မှုကျူးလွန်သူကိုကိုကုတ်ကိုတတ်သေးတယ်လို့သတ်မှတ်ခဲ့ပါတယ်။ချောစုလည်းနောက်ဆုံးမှာဂုံတိတ်ခါကိုပြန်လဲရရှိခဲ့ပါတယ်။ဒါပေမဲ့ဆွေထက်ကပုံမှန်အတိုင်းလောကနေအိမ်ပြန်ချိန်မှာလူယုံမလေးယောက်ရဲ့ရှင်နေကတကားဝါမှာပိတ်ဆို့ထားခဲ့ပါတယ်။ဘာလို့လဲဆိုတော့လူယုံမလေးယောက်လုံးရဲ့တည်ဆုံမှုတွေဟာဇွဲထက်ရဲ့လက်ချက်ဖြစ်တယ်ဆိုတော့သူစိတ်ထဲမှာသိကြနေလို့ပဲ။ဒါကြောင့်ဒီရှင်နေကဇွဲထက်ကိုသူ့ရဲ့အသက်ကိုချမ်းသာပေးဖို့တောင်းဆိုခဲ့ပါတယ်။နောက်ပြီးတော့နောက်မှာပြစ်မှုကျူးလွန်သူတွေကိုရှင်းနေမလိုက်တော့ပါဘူးလို့ကတိပေးခဲ့ပါတယ်။ ဒီလိုမျိုးစိတ်ရင်းမှန်တာကိုမြင်တော့ဇွဲထက်ကသူ့ကိုအပြစ်ကနေလွန်မြောက်ဖို့အခွင့်အရေးပေးခဲ့ပါတယ်။ဒီဇလန်ရဲ့နောက်ဆုံးမှာတော့တာမီနီယောင်ဟာဇွဲထက်ကိုလာတွေ့ခဲ့ပါတယ်။သူတို့ရဲ့ဒီဆိုးရွားတဲ့မျိုးကိုစွန့်ခွာပြီးတော့နေရာအတင်မှာဘွားအစ်ကိုစတင်မယ်လို့ပြောခဲ့ပါတယ်။